ံပေးကော်မရှင်အဖွဲ့ဟာကဘာမှာလေးစားဂုဏ်ယူတိုက်တဲ့ပုံကူတွေဖြစ်တယ်လို့ပညာရပိုင်းဆိုင်ရာရောအတွေ့အကြုံပိုင်းဆိုင်ရာရောရင်းချက်တဲ့ပုံကူတွေလည်းဖြစ်တယ်အခုကျွန်တော်တို့နိုင်ငံတော်အတိုင်းအမြံဒေါ်စားစုကြည်ဖွဲ့ပေးထားတဲ့အဖွဲ့အစည်းမှာလည်းကျွန်တော်တို့အနေနဲ့ထောက်ခံပါတယ်ကြိုဆိုလဲကြိုဆိုပါတယ်ဒေါ်စားစုကြည်ဟာကျွန်တော်တို့နိုင်ငံကိုဘယ်လိုမှနဲ့နာအောင်ဆောင်ရွက်မဲ့ပုံကူမဟုတ်ပါဘူးဆိုတာကျွန်တော်အနေနဲ့ယုံကြည်ပါတယ် ။ဒါမှမဟုတ်ကျွန်တော်အနေနဲ့အလေးနဲ့ထောက်ခံပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြချင်ပါတယ်။အကြိမ်ဆက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့စကားပြောချင်တာကကျွန်တော်တို့ပြည်သူတွေအမြင်မကျင့်ကြဖို့နဲ့အဲဒီလိုမျိုးဘုဖျန်နာဆက်တဲ့နိုင်ငံသားတွေပါဝင်လာတာဟာလဲဒါနိုင်ငံတကာမှာကျွန်တော်တို့ဟိုညွန်ကြည့်မှုရှိလာအောင်ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ဟာလေးလေးနက်နက် ဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့၄လနဲ့နဲ့ဖြည့်ရှင်းသွားမယ်အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့အားလုံးမျှော်လင့်ထားတဲ့အားလုံးလက်ခံနိုင်တဲ့အဖြစ်တစ်ခုတော့ရမှန်သိကြတယ်လို့ကျွန်တော်တို့ပြောကြပါတယ်ခုကျွန်တော်တို့နိုင်ငံတော်အလားမင်္ဂန်ဒေါ်ဆန်းစုကြည်ဖွဲ့ပေးထားတဲ့အဖွဲ့အစည်းဆိုတာလေကျွန်တော်တို့ဒီခိုင်ပြင်းတဲ့အတွက်ဆိုလို့ရှိရင်တာမင်းကကျွန်တော် ပုံကိုယ်ရင်းနဲ့ဖွဲ့စည်းလို့မရပါဘူးအခုနိုင်ငံသားလားကျွန်တော်တို့ကုလသမဂ္ဂအတွင်းရေးမှူးဟောင်းလည်းဖြစ်တယ်ကျွန်တော်တကယ်ပညာရှိတဲ့ပုံကိုယ်ရင်းနဲ့ဖွဲ့စည်းပေးပြီးတော့ဆောင်ရွက်မှလာရင်ဒီလုံငန်းစဟာအောင်မြင်ချောမွန်နိုင်တယ်ဆိုတော့အနေထားနဲ့ဒေါ်နာစုကြည်အားလည်းဖွဲ့ပြီးထားတဲ့အဖွဲ့ဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်အနေနဲ့ဒီဖွဲ့စည်းကိုလည်းထောက်ခံကြိုဆိုပါတယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ခင်ဗျာပြည်ပြကြတော့ကိုဖျားနန်းဆိုတာဟာလေ အဲ့တော့သူဒီယောနမတွင်မူကျုပ်လုတ်ခဲ့တဲ့အချိန်ကလည်းသူ့မှာနာမည်ပဲမရှိသလိုမျိုးသူလည်းအရန်ကာရောလုံးလေးမလို့မထင်ဘူးအဲ့ဒီလိုကြောင့်ကျွန်တော်တို့ပြည်သူတွေကလည်းဟိုဒါအပြစ်တင်မစောကြဖို့ကျွန်တော်ဒါပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံဟာဒီနေ့အချိန်မှာအမျိုးသားရင်ရင်ကြားစည်းရေးကိုရှေ့ရှုပြီးသွားလာနေတဲ့အချိန်ကလည်းဖြစ်တယ်လို့ရှုပ်ထွေးမှုတွေပြဿနာပေါင်းစုံတွေအခက်အခဲမျိုးစုံတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ယခုယခုလိုကိစ္စမျိုးယခုလိုပြဿနာမျိုးတွေကိုတာမန်အတွေးတာမန်ဖြေရှင်းမှုပုံစံမျိုးနဲ့ဖြေရှင်းမယ်ဆိုရင်တော့လုံးဝမှအဆင်မပြေနိုင်ပါဘူး